ဖဲဒီတကားတောက်ကြသားသမီးများတွေတဲတော့ကံတရားဖတ်ပြပါမယ်နော်ဒီကျွန်တော်ဒုက္ခတဲ့ဝင်တဲတော့နမိတ်ကိုပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ပုံမှန်အတင်ပေးနေကြဖြစ်ပါတယ်ဒီဟောစတန်လေးရဲ့တတန်းလည်းပဲတော်တော်လေးကိုကြာမြင့်ပြီလို့ပြောရမှာဖြစ်တာပေါ့ဒါပတ်တိုင်းမပြည့်အောင်အသက်တွေလည်းအသက်ရွယ်ရကျမ်းမာရေးအခြေအနေရအားနေတဲ့အချိန်ကာလဖြစ်ပြီမဲ့လေဒါလေးဟာခုနှစ်သားသမီးတွေအတွက် အမြဲတမ်းမှအကျိုးပေးတဲ့ကိစ္စလေးဖြစ်တဲ့အတွက်အာဇုမန်တယ်လေးနဲ့အာထည့်ပြီးတော့ဒါပုံမှန်တိုင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးတွေရဲ့ကံတရားကိုကျွန်တော်တဲတော့ကတ်ခொနကတ်ချတာတာပေါ့နော်။လူတိုင်းလူတိုင်းရဲ့ကံတရားကတော့ဆိုတော့တကုဏတကုမတူညီနိုင်ပါဘူး။မတူညီနိုင်ဘူးပေါ့နော်။တချို့ငွေကြေးကောင်းတယ်တချို့ကျမ်းမာရေးမကောင်းတချို့ကျမ်းမာရေးကောင်းပြီးတော့စီးပွားရေးကမကောင်းအဲ့လိုမျိုးမတူပါဒါကြောင့်မလို့ကျွန်တော်တဲရော့ကတ်ကိုခွန်ကတ် ချတာပါတာသာသမီးတွေအတွက်ပထမဆုံးကြတဲ့နမိတ်လေးရှိပါတယ်အဲ့နမိတ်ကကြတော့ဗာနမိတ်လဲဆိုတော့သူကတဟာမစ်ဆိုတာယတိကပ်ယတိသူတော်စင်တစ်ပါးကမိအိမ်လေးကိုကိုင်းထားတယ်လက်တစ်ဘက်ကတောင်ဝေးကိုင်းထားတယ်သူကရေခဲတောင်ကြီးရဲ့အမြင့်ဆုံးမှာရှိဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့သူရှာဖွေနေတဲ့အရာကိုရတာသူရှာဖွေနေတဲ့အရာကိုတွေးရှိသွားတာကံကောင်းသွားတာပေါ့နော် ့သူကဘဲရောက်ရှာတယ်ပေါ့ဘာကြောင့်သားသမီးတွေကဒီကာလတွေမှာကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ငါဘာအတွက်စူးစမ်းနေတာလဲကိုကငွေကြေးကန်တာတာငွေကြေးခြေနေတွေကောင်းခြင်းလို့စူးစမ်းနေတယ်ဆိုရင်လေကိုရှာဖွေနေတဲ့ငွေကြေးတွေအစဉ်ပြေနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်ကိုကအလုတ်ကင်တွေတိုးတက်ဖို့အတွက်စူးစမ်းအထုတ်နေတယ်ဆိုရင်လေအလုတ်ကင်တွေအစဉ်ပြေမဲ့အချိန်ကာလပါအဲတော့ယာဒူးကိစ္စတွေလာတာကိစ္စတွေအတွက်ကိုကစူးစမ်းနေတယ်ဆိုရင်လေ ရနိုင်တာပေါ့နော်ဒီကလာမှာကိုရှာနေတဲ့အရာရနိုင်တယ်လို့ပြောရမှာဖြစ်တယ်ကိုတွေးလိုက်တဲ့အတွေ့အတိုင်းအတွေ့အတိုင်းဟာဟာဖြစ်နေတာပေါ့တောက်ကြသားသမီးတွေအတွက်တော်တော်လေးကောင်းမှာနောက်ကိုပိုင်စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်းထွန်းတောက်တတ်တာပေါ့နောက်ကိုကိုလည်းပဲသူများကအကြံကောင်းဉာဏ်ကောင်းတွေပေးတတ်တာပေါ့ကိုကိုရိုင်းကလည်းပဲအခြားသူကိုလမ်းညွှန်မှုလေးတွေပြောပြနိုင်အကြံကောင်းဉာဏ်ကောင်းတွေပေးနိုင် တော့တောက်ကြသားသမီးတွေတွေဒီကာလတွေမှာဆိုရင်ဖက်ပေါင်းစုံနဲ့ကံကြမ္မာကောင်းခြင်းတွေစိုးမိုးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကသူကတောက်ကြသားသမီးတွေရဲ့ကံသာရမှာထူးခြားချက်တစ်ခုရှိတယ်။အဲ့ဒီထူးခြားချက်ကဘာလဲဆိုတော့သူကမိအိမ်လေးကိုကင်တာတာပေါ့နော်။တောက်ကြသားသမီးတွေလည်းဟာမေကတ်မှာဆိုတော့မိအိမ်လေးကင်တာ။အဲ့ဒီမိအိမ်ထဲမှာ၅တောင်ကျယ်ဆိုတဲ့မိအလင်းရောင်တွေကဖြာကြနေတဲ့နမိတ်ကြ။ဒါကတောက်ကြသားသမီးတွေထူးခြားချက်ကတော့ပညာရေးနဲ့ပတ်သက်တယ်။ တော့မီးယာစီမီးတို့အလင်းရောင်တို့ဟာပညာတစောင်းပေါ့တော့ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းတွေပါဒီမှာဆိုရင်ပညာရေးကိုကျွန်တော်မီးကွက်ကလေးနဲ့စီမီးကွက်ကလေးနဲ့ကျွန်တော်တို့တင်သားတာအဲ့တော့ပညာရေးကံပညာတွေပါဒီနဲ့ပတ်သက်တဲ့ကံတွေကောင်းတတ်ပါလားနောက်ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့မေရိုကြီးနမိတ်ကြတယ်မေရိုကြီးဆိုတာကတော့ကျွန်တော်တို့တဲရော့ကတ်မေဂျာကတ်ထဲမှာ20နဲ့နံပါတ်2ကတ်ပေါ့နော်အဲ့တော့အဓိကတော့ငွေကန်ကောင်းတာပေါ့ ဆရာသားသမီးတွေတွေငွေချင်းနဲ့ပတ်သက်စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ပဒံကိတာနဲ့ပတ်သက်တော့ပူပန်သောကကင်းမယ်ထိပေါက်ကဲ့သို့ငွေတွေပါလေဝင်လာတတ်တယ်ငွေချေးအကူအညီတွေပါလေရှာပွေနေတယ်ဆိုရင်လည်းလွယ်လွယ်ကူကူရနိုင်ပါတယ်နောက်လူမှုရေးပါနော်လူမှုရေးမှာကျတော့ကျယ်ပွင့်၈ပွင့်ဆိုတဲ့နမိတ်ကြတယ်ကျယ်ပွင့်၈ပွင့်နမိတ်ကကြတော့ဒါလူချစ်လူကင်များတယ်ပေါင်းသင်းသက်သိုင်းတွေအစဉ်ပြေတယ်လူအများကြီးချစ်ခင်မှုတွေလေးစားမှုတွေကိုတောက်ကြသားသမီးတွေကရနိုင်တယ် ။နောက်ဆွေမြေသားချင်းနေနဲ့ပတ်သက်တဲ့တေရနမိတ်မှာကြတော့ဒုချောင်းတချောင်းဆိုတဲ့နမိတ်ကြတယ်။ဒီမိတ်ကလည်းအင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်။အဲ့တော့မိသားစုကန္နာတွေဆွေမြေသားချင်းနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေအင်မတန်မှကောင်းတတ်တယ်။ကျမ်းမာရေးကျမ်းမာရေးလည်းကျေပွင့်နမိတ်ဆိုတော့မဆိုးပါဘူး။အဲ့တော့တောက်ကြသားသမီးတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာအထူးကောင်းတော့ကျမရညံ့နေရင်တော့မှကျမရတွေပြန်ကောင်းနိုင်တော့ယောဂဝေဒနာတွေပျောက်ကင်းနိုင်တယ်ဆရာကောင်းသမားကောင်းတွေတွေ့နိုင်တယ်ဆေးကောင်းမကောင်းတွေတွေ့နိုင်တယ် နောက်မိတ်ဆွေပေါင်းစဉ်ကဏ္ဍတွေမှာပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာဆိုရင်လည်းတောက်ကြသားမိတွေတော်တော်လေးကောင်းပါတယ်။နောက်ချေးနောက်ပြီးမှကျတော့သူတိန်တိုင်တဲ့ကနေလက်တစ်ဖက်ထွက်လာတယ်။အဲ့လက်တဲ့ကနေပြီးတော့ကျဲပွင့်အကြီးကိုခြင်ထားတယ်ဆိုတဲ့သင်္ကရာနမိတ်ကြတော့တောက်ကြသားမိတွေအတွက်အခြေရေးကဏ္ဍကောင်းတာပေါ့နော်။ကိုယ်တန်ဖိုးထားမဲ့လူတွေနဲ့ဂျုံအားတတ်သေးသေးကြောင်းလန်းကိစ္စတွေကြုံရတတ်တယ်မင်္ဂလာကိစ္စတွေကြုံရတတ်တယ်အာချစ်သူကပေးတဲ့လက်ဆောင်ကိုရတတ်တယ် ကိုမျိုးသားကိုလက်ဆောင်ပန်းနာပေးတတ်တယ်။ကိုမျိုးသားကိုကိုအဲဇနီးမယားကြောင့်ကိုဟာနှလုံးစိတ်ဝမ်းအေးချမ်းအဲ့တော့ပြောချင်တာကတော့ဒီတောက်ချသားသမီးတွေရဲ့ကံတရားအတွက်ဆိုပြီးကျွန်တော်တဲတော့ကတ်ခုနှစ်ကတ်ချရတာပေါ့နော်ခုနှစ်ကတ်သလုံးကတော်တော်လေးကောင်းတဲ့ကံတရားနမိတ်ပါပဲ။ဒါကြောင့်အာတောက်ချသားသမီးတွေအတွက်ဆိုရင်အဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်နေကြုံ။ အဲ့တော့ထူးခြားတာကတော့ပညာသူရမယ်ပညာရေးကံကောင်းမယ်နောက်ထိပတ်တဲ့ဆိုငွေစုလိုက်ပြန်လိုက်ဝင်တတ်တယ်လူချင်းလူကင်များမယ်ကျမ်းမာရေးကောင်းမယ်အဲ့တော့ဖက်ဖက်ကနေစင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာခြင်းတွေကြုံမှာပေါ့နော်ဒါကြောင့်တာကြသားသမီးတွေအနေနဲ့မိတို့ရဲ့စီးပွားရေးတွေမိတို့ရဲ့အလုပ်ကိုင်တွေကြံစီတွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါ လုံတဲ့အောင်မြင်မဲ့ကံတာတာမျိုးတွေအပြည့်အဝရှိပါတယ်။ဟောတောက်ကြသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အယောင်တွေကြတော့ကျွန်တော်အဝါယောင်နဲ့နီညိုယောင်နဲ့ကောင်းပါတယ်။အဝါယောင် နီညိုယောင်ဝတ်ပါဆောင်းပါ။နောက်တောက်ကြသားသမီးတွေအတွက်ကျွန်တော်လက်ဆောင်ပေးချင်တာတော့ငါးကနန်းသုံးကနန်းဖြစ်ပါတယ်။သုံးကနန်းငါးကနန်းဖြစ်ပါတယ်နော်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပေါ့စီပေါ့စီသုံးလုံးပေါ့အဲ့ဒါလေးတွေကတ်ကတ်လူပြီးတော့ကိုဖြစ်ချင်တာဆူတောင်းပါ ကိုယ်မှကြည့်တဲ့မကောင်းတဲ့ကံတရာအညံ့ကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်။သောကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမှစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့အယူတော်မင်္ဂလာချမ်းတွေလှိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ကဲဒီတကအလှဲ့ကြတာတော့စနေသားသမီးတွေဖြစ်ပါတယ်။စနေသားသမီးတွေတဲ့ဒီတပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာအဆိုးကောင်းတွေအတွက်ဒုက္ခကြွယ်ဝင်တေရဝနမေဖတ်ကြပြီးမှဖြစ်ပါတယ်။ ီဩဒရန်လေးကိုကျွန်တော်တို့အပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ပုံမှန်ဒါတင်ပေးနိုင်အောင်ကြိုးစားတာပါဒီဒုက္ခကြေဝင်လို့နာမည်ပေးထားတဲ့ဩဒရန်စီစဉ်လေးရဲ့တက်တန်းဆိုရင်လည်းတော်တော်ကြီးကိုကြာမြင့်နေပြီဖြစ်ပါတယ်เนาะအဲ့တော့မားမလတ်ပါဘူးအဲ့ဒီမားမလတ်တဲ့ကြားထဲကကျွန်တော်တို့ဒီခုနှစ်ရက်သားသမီးများအတွက်ဆိုပြီးတော့ကြိုးစားတာပါအဲ့ကျွန်တော်ရဲ့ဘေးမှာဆိုရင်တော့စနေသားသမီးတွေအတွက်တေရောဂန်ခုနှစ်ကပ်ချတာပါတယ်เนาะ တော့စနေသားသမီးတွေတွေကြလာတဲ့တေရော့ကပ်လေးရှိပါတယ်အဲ့ဒါကကြတော့ဒုခုနှစ်ချောင်းဆိုတဲ့တေရော့ကပ်ပါကြောင်စနေသားသမီးတွေဟာဒီကားလေးမှာဆိုရင်အခဲခဲလေးတွေများတတ်ပေါ့ဒီကတော့အလုံးနဲ့ပတ်သက်တဲ့အခဲခဲတွေဂျုံတတ်တယ်ပေါ့အတိုက်ခံလေးတွေဖြစ်တတ်တယ်အလုံးလောက်ရတာတွေကမကောင်းဘူးဗျာလုံးလုံးရတာတွေကအပြိုင်ဆိုင်တွေများတတ်တယ်အခက်ခဲတွေများတတ်တယ်အတိုက်ခံလေးတွေများတတ်တယ်အနောက်ဆက်လေးတွေများတတ်တယ် တော့အလုပ်လုပ်ရတာဒီမှာစိတ်ငြိရတာလို့အဖို့ထေကြုံတာလို့စိတ်မောလူမောဖြစ်ရတာလို့အဲ့လိုမျိုးတွေဖြစ်တတ်အာကိုရမဲ့တယ်လို့ခံစားတတ်တဲ့အခြေအနေမျိုးတွေလည်းကြုံရတတ်တယ်။နောက်ကိုပိုင်ကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေအလုပ်ဒီမှာလုပ်ကင်နေတဲ့စနေသားသမီးတွေစနေသားသမီးတွေဆိုရင်ဗာစီထားမယ်ဆိုတော့သူများရဲ့ပြဿနာကိုပြဿနာဖြစ်တတ်တယ်။သူများရဲ့အဆုတ်ထုတ်တွေတဲ့မှာ ကိုပါရောပြီးတော့ပါသွားတာမျိုးတွေဖြစ်တတ်တယ်။နောက်ငွေကြေးစရင်စရာလောက်ကန်နေတဲ့စနေသားသမီးတွေဆိုရင်စရင်စရာမှားတာဂျုံတတ်တယ်။နောက်တစ်ခါစာကြောတာနဲ့လက်မှတ်ရေးထိုးမှားတာမျိုးတွေဂျုံရတတ်တယ်။အဲလေးတွေသတိထားမှာနော်။နောက်ကိုပိုင်စီးပွားရေးလုပ်ငန်းလောက်ကန်နေတဲ့စနေသားသမီးတွေဆိုရင်သူကအနည်းနာမှာအပြိုင်ဆိုင်တွေပေါ်တတ်တာပေါ့။အဲ့ဒီအပြိုင်ဆိုင်တွေရဲ့မကောင်းတဲ့ အဲအကဲမကောင်းတဲ့အနောက်ချက်ပေးမှုတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းစည်းပွားတွေထိခိုက်နေတာနာမျိုးတွေကြုံရတတ်တာအဲ့ဒါအလုံးနဲ့ပတ်သက်ရင်တော့ဒီကာလမှာ စနေသားသမီးတွေတော့နည်းနည်းအခက်အခဲတွေများတတ်ပါတယ်ဒီကာလမှာစနေသားသမီးတွေဟာအလုံးစည်းပွားရေးလုပ်ငန်းဆောင်တာတွေအတွက်ဆိုရင်တတော်ကြီးလက်ရှိအခြေအနေတဲ့ရင်းရိုင်မသွားအောင်လက်ရှိအခြေအနေတဲ့အောက်ကျမသွားအောင်တတော်ကြီးထိမ့်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 နဲ့စူးစမ်းဆောင်ရွက်တင်တဲ့အခြေအနေပါပဲ တော့ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်ဆိုရင်တော့ဓာနမိတ်ကြတာပေါ့နော်ဓာနမိတ်ကကြတော့အဲတယောက်နဲ့တယောက်အခက်အခဲတွေဖြစ်တည်တည်ကြုံရတာငွေချင်းကိုအကြောင်းပြုပြီးတော့စကားများတတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်ရတတ်တယ်ငွေချင်းကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက်အဆင်မပြေမှုလေးတွေကြုံရတတ်တော့ဘူးတော့ငွေချင်းနဲ့ပတ်သက်တဲ့အကျံသာတာလေးနည်းနည်းလေးခက်ခဲတတ်ပါတယ်။နောက်ကောင်းတာလေးတွေလည်းရှိပါတယ်။အဲဒါဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံလေးတွေကတော့ကောင်းပါတယ်။ မိသားစုကဏ္ဍတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတရားတွေအဲ့ဒါတွေအဆင်ပြေတယ်ပေါ့နော်အဲ့တော့မိသားစုဆွေမျိုးသားချင်းတွေကိုကိုယ်အားကူညီထောက်ပံ့နိုင်တဲ့လူဖြစ်မယ်ဆွေမျိုးသားချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုကိုလည်းစနေသားသမီးတွေကရနိုင်တယ်နောက်လူမှုရေးလူမှုရေးမှာကျတော့ကျဲပွင့်ဧကရီတဲ့ကျဲပွင့်ဧကရီကကျတော့အင်မတန်မှကောင်းပါတယ်လူကြီးလူငယ်များချင်းနဲ့ပေါင်းစည်းသက်ဆိုင်ရည်အစဉ်ပြေခြင်းလူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုကိုရနိုင်တာပေါ့ ဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေကကောင်းတယ်နာမည်ကုန်သတင်းတွေကြော်ကြားတတ်တာပေါ့နောက်ကျမ်းမာရေးဒါစနေသားသမီးတွေရဲ့ကျမ်းမာရေးပေါ့နော်စနေသားသမီးတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်တယ်ကံလေးတွေကြတော့လည်းနည်းနည်းလေးခက်ခဲဖြစ်တတ်တာပေါ့ကျမ်းမာရေးတော့သတိထားဖို့လိုရတာပေါ့ကျော်ရည်ရဲ့မမျော်လင့်မဲ့နဲ့စေုံစီကံကိုရောက်သွားတာမျိုးလေးဖြစ်တတ်တယ်။သေဝါကုသခံယူရတာမျိုးလေးတွေကျောင်းရတယ်။အဲတော့ကျမကြီးလေးကတော့နည်းနည်းသတိထားပါ။ ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာတော့ကျေဝင်းအောင်မြင်ခြင်းတဲ့ကံကျမနမိတ်ပေါ့နော်ဒီနမိတ်ကကျတော့အင်မတန်မှကောင်းပါတယ်။အဲ့တော့စံရေးသားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာကောင်းပါတယ်။နောက်ခြေရင်းတော်နဲ့ပတ်သက်ရင်တော့တဟာမစ်ယတိကပ်ပေါ့နော်ယတိကကျတော့ကိုရှာပူနေတဲ့အရာရတာ။အဲ့တော့ခြေရင်းကံသာတာကောင်းမယ်။အင်တော်ရင်းနဲ့ပတ်သက်တဲ့ကံသာတာကောင်းပါတယ်။ ဟဲ့ဟာမဲ့ယတိယယတိတော်စင်ကကြတော့လက်ထဲမှာမိရင်ဂိုင်းထားတယ်ဆိုတော့ကျန်ကျန်မှာနမိတ်ကြတာပေါ့နော်ဒီနွေကအရာစင်ကဘာလို့ပြောချင်တာလဲဆိုကိုရဲ့အာကူရတာပေါ့ကိုရဲ့ချစ်သူကကိုတဲ့အာကူရတာကိုရဲ့ဇနီးမယားကကိုတဲ့အာကူရတာကိုရဲ့လင်ယောက်ျားကကိုမိသားစုတွေအာကူရတာပြောချင်တာတော့မီရှူးတကောင်ပေါ့ဒီကနေဥဆောင်နိုင်တဲ့ပုံကူမျိုးဖြစ်တယ်အဲ့တော့အခြေအနေတော်ရင်းနဲ့ပတ်သက်ရင်သူကရာဂိုင်းတော့တော်တော်များများစိတ်တိုင်းကြကောင်းမဲ့ကံတာတာမျိုးတွေရှိတယ် ဘက်ကနေပြီးတော့အစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေဂျုံတာပေါ့အဲ့တော့အခြေအနေဆိုရင်ကံသာရာကောင်းပါလေကံသာရာကောင်းရုံများတယ်မကဘူးတဲ့တိုးတက်အောင်မြင်ခြင်းတွေပါရနိုင်တာပေါ့အဲ့တော့လောကန်နဲ့ပတ်သက်ရင်တော့စနေသားသမီးတွေကနည်းနည်းလေးခက်ခဲတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်တော့နည်းနည်းအတိုက်ခံလေးတွေနောက်ချက်ကလေးတွေဖြစ်တတ်တယ်အလုပ်လုပ်ရတာတွေလည်းစိတ်တိုင်းမကြစရာအဖြစ်ပြမျိုးတွေကြုံရတတ်ပါလား ဆယ်သားသမီးတွေတွေတဲ့အကျိုးပေးတဲ့ကံကောင်းစေတဲ့ရောင်လေးတွေကတော့အစင်းရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းကကိစ္စကြီးတဲ့ကအစင်းရောင်လေးတွေဝတ်ပါအဖြူရောင်လေးတွေဝတ်ပါနော်ဒီကလာတွေမှာကံအားလျော်စားနဲ့အလုတ်လုတ်တဲ့အခါလေးတွေမှာပဲဖြစ်ဖြစ်အဲငွေကြေးကိစ္စတွေစကားပြောဆိုတဲ့အခါလေးတွေမှာပဲဖြစ်ဖြစ်တရားကြတော့မြည်သည့်အကြောင်းအရာမြည်သည့်ကိစ္စမဆိုတဲ့အစင်းရောင်နဲ့အဖြူရောင်လေးတွေအဆောင်လို့ရပါတယ်ဝတ်လို့ရပါတယ် ။နောက်စနေသားသမီးတွေအတွက်ကံကောင်းတဲ့အရာလေးရှိပါလေ။အဲ့ဒါဘာလဲဆိုတော့၄ကဏ္ဍနဲ့၂ကဏ္ဍမှာ၂ကဏ္ဍနဲ့၄ကဏ္ဍမှာအဲ့ဒါတော့ကံကောင်းတဲ့အရာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟိုတဲ့လက်ဖက်ရည်လက်ဖက်ရည်နဲ့ကိမ့်မုံပေါ့နော်။အဲ့ဒါလေးဒီကတ်လူပူဇော်ပြီးတော့ဆူတောင်းပါအညာကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ကျောင်းရဲ့မိတ်ဆွေစနေသားသမီးအပေါင်း တိုက်ခိုက်กินခြင်းနောက်ဆက်กินခြင်းဖြစ်ပြီးတော့ကောင်းခြင်းလိုရာဆန္ဒတွေရပါစေလို့ဤတော်မင်္ဂလာအချမ်းဤလေးလေးနက်နက်ဆုတောင်းမေတ္တာဖူတာလိုက်ပါတယ်